မြမရေနံနဲ့သဘာဝတောင်းွင့်လုပ်ငန်း MOG ကိုဆွစ်ဇာလန်နိုင်ငံကတန်ခတ်ပိတ်ဆို့လိုက်ပါတယ်။ထိုင်းမှာတလားအတွင်းမြမတသောင်းနီးပါးဖမ်းဆီးခံခဲ့ရပါတယ်။လဝဲမြေတွင်စစ်ကောင်စီတပ်ရဲ့လှေတိုက်ခိုက်ခံရပြီးတပ်ဖွဲ့ဝင်20ကျော်သေဆုံးခဲ့ပါတယ်။ဒီသတင်းလေးနဲ့အတူဒီနေ့မနက်ခင်းသတင်းလေးကိုထုတ်လွှင့်သွားမှာပါရှင်။ဆဲအစုကထိန်းချုပ်ထားတဲ့မြမရေနံနဲ့သဘာဝတောင်းွေလုပ်ငန်း MOG ကိုဆွစ်ဇာလန်နိုင်ငံကတန်ခတ်ပိတ်ဆို့တဲ့စီးရင်မှာထည့်သွင်းကြောင်းမတ်လ17ရက်နေ့မှာကြေညာလိုက်ပါတယ်။ MOG ဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီးအဲဒီကနေရရှိတဲ့ဝင်ငွေတွေဟာမြန်မာပြည်တွင်းဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေတဲ့လုပ်ရက်တွေမှာထောက်ပံ့ပေးနေတာကြောင့်ပိတ်ပင်လိုက်တာလို့ဆိုပါရယ်။တချိန်ထဲမှာပဲမြန်မာစစ်တပ်နဲ့လက်တွဲပြီးစီးပွားရေးလုပ်နေသူတွေကိုဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ကဆွစ်ဇာလန်အစိုးရရဲ့ဆောင်ရွက်ချက်ကိုကြိုဆိုပြီးကနေဒါ UK နဲ့ Australia နိုင်ငံတွေအနေနဲ့လဲဆွစ်ဇာလန်နိုင်ငံနီးတူ MOGE ကိုတန်ခတ်ပိတ်ဆို့ဖို့တိုက်တွန်းလိုက်ပါတယ် ဒီလိုတန်ခတ်ပိတ်ဆို့လိုက်တာကြောင့်ရေနံနဲ့တဘာတန်ဝိခန်းသားကနေရနေတဲ့စစ်ကောင်စီရဲ့ငွေဝင်ပေါက်တွေကိုပိတ်ပင်ရရောက်ပြီးအရေးပါတဲ့လုပ်ရဖြစ်ကြောင်းလဲ Justice for Myanmar အဖွဲ့ကထောက်ပြပါဗျ။စကောက်စီစီးပွားရေးနဲ့ကုသရေးဝယ်ဝင်ကြီးဌာနရဲ့အချက်အလက်တွေအရ2023-2024ဘဏ္ဍာရေးနှစ်မှာမြန်မာသဘာဝတန်ငွေတင်ပို့မှုကနေအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရရှိခဲ့ပါတယ်ရှင်။ တနင်္သာရီတိုင်းတဝယ်မျိုးကနေတရချောင်းမျိုးနဲ့ဆင်ဖြူပြင်စိတ်ကမ်းဘက်ကိုထွက်လာတဲ့စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့လေကိုမတ်လ10ရက်နေ့ညမှာတဝယ်ခရိုင်တပ်ပေါင်းစုကတိုက်ခိုက်ခဲ့တယ်လို့မတ်လ17ရက်နေ့မှာထုတ်ပြန်ပါတယ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီး30ကျော်ဒဏ်ရာရခဲ့တယ်လို့တဝယ်တပ်ပေါင်းစုမှပါတဲ့လောင်းလုံမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ် ။စစ်ကောင်စီတပ်သားတွေပါတဲ့လေတရချောင်းဘက်ကိုထွက်လာချိန်မှာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ထိခိုက်တာမရှိဘူးလို့ဆိုပါရတယ်။အဲဒီဆက်လီမှာစစ်ကောင်စီတပ်သား50ကျော်လိုက်ပါလာပြီးစစ်မှုထမ်းသင်တန်းစဉ်တပ်သားတွေလည်းပါတယ်လို့ပြောပါရတယ်။စစ်ကောင်စီတပ်သားတွေတေဆုံးတံရရတာနဲ့ပတ်သက်ပြီး RFA အနေနဲ့တီးခြားအတိမပြုနိုင်သေးသလိုစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးရှင်။ စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့်နှစ်လအတွင်းရခိုင်ပြည်နယ်ကရက်သားပြည်သူ45ယောက်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကမတ်လ17ရက်နေ့ကထုတ်ပြန်ပါတယ်။2025ဇန်နဝါရီလ1ရက်နေ့ကနေမတ်လ17ရက်နေ့အတွင်းရရှိတဲ့စီးရင်ကိုထုတ်ပြန်တာဖြစ်ပါတယ်။ဒီနှစ်လကျော်အတွင်းရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့်အမျိုးသမီး24ယောက်နဲ့အမျိုးသား21ယောက်စုစုပေါင်း45ယောက်သေဆုံးခဲ့ရပြီးသေဆုံးသူတွေထဲမှာနှစ်နှစ်အရွယ်ကလေးငယ်တစ်ယောက်ပါဝင်အသက်18နှစ်အရွယ်ကလေးငယ်12ယောက်ပါဝင်တယ်လို့ဆိုပါတယ်။ ိတ်တွေကအယောက်40ဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရတာဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်နဲ့အဆက်ပေါင်းမြို့နယ်ထောက်ရှာပင်ရွာကိုမနေ့ကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အရက်သားတယောက်တေဆုံးပြီးတယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်ကထုတ်ပြန်ပါတယ်။မင်းနေ့လေပိုင်းကတိုက်ပွဲမရှိဘဲဘုံကျဲသွားတာလို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်တာဝန်ရှိသူတယောက်က RFA ကိုပြောပါရယ် ဒီပုံကျဲတိုက်ခိုက်မှုကြောင့်အသက်52နှစ်အရွယ်အမျိုးသမီးတစ်ယောက်သေဆုံးပြီးအသက်12နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ဒဏ်ရာရခဲ့တဲ့အပြင်နေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဆိုပါတယ်ရှင်။ထိုင်းနိုင်ငံမှာတလနီဘာအတွင်ဖမ်းဆီးခံရတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား1000နီးပါးရှိတယ်လို့မြန်မာအလုပ်သမားရေးကူညီပေးနေသူတွေကပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာတရားမဝင်နေထိုင်နေတဲ့နိုင်ငံသားတွေကိုအာဏာပိုင်တွေကဖေဖော်ဝါရီလလယ်ပိုင်းကစပြီးနေစဉ်စစ်ဆေးဖမ်းဆီးနေရမှာမြန်မာရွှေပြောင်းအလုပ်သမားတွေနေစဉ်ဖမ်းဆီးခံနေရတယ်လို့ဆိုပါရယ်ထိုင်းနိုင်ငံကိုတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်သူတွေအပါအဝင်နေထိုင်ခွင့်အထောက်အထားမရှိတဲ့မြန်မာနိုင်ငံသားတွေကိုနေစဉ်ဖမ်းဆီးနေတဲ့အတွက်ထိုင်းကိုပွဲစားတွေနဲ့မလာကြဖို့ထိုင်းရောက်မြန်မာအလို့သမားအေးကူညီပေးနေသူကိုရဲမင်းက RFA ကိုပြောပါရယ် နိုင်ငံသားတွေကိုစောင့်ကြည့်ဖို့ထိုင်းရဲချုပ်ကအမိန့်ထုတ်ပြန်ပြီးဖေဖော်ဝါရီလ16ရက်နေ့24ရက်နေ့အထိ9ရက်စီမံကိန်းအတွင်းနိုင်ငံသား6500ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။အဲ့ဒီမှာမြန်မာရွှေပြောင်းအလို့သမား9000နီးပါးပါဝင်ခဲ့ပါတယ်။ဒီစီမံကိန်းအပြီးမှာလည်းမြန်မာ9000နီးပါးထပ်ပြီးဖမ်းခံခဲ့ရတာဖြစ်ပါတယ်ရှင်။ ခရင်ပြည်နယ်မြောက်ရီမြို့နယ်ကတရုတ်လောင်းကစားရုံနဲ့ငွေလိမ်လုပ်ငန်းတွေကနေစစ်ဆေးတွေ့ရှိထားတဲ့အိန္ဒိယနဲ့မလေးရှားနိုင်ငံသား300နီးပါးကိုမတ်လ17ရက်နေ့မှာခရင်နယ်ကြားစောင့်တပ် BGF ကမဲဆောက်ပြောင်းရီချစ်ကြည်ရတဲ့အမှတ်နှစ်ကနေသက်ဆိုင်ရာနိုင်ငံအာနာပိုင်းတွေစီကိုလွှဲပြောင်းပေးလိုက်ပါတယ်။ပြန်လွှဲပေးလိုက်တဲ့ထဲမှာအိန္ဒိယနိုင်ငံသား266ယောက်နဲ့မလေးရှားနိုင်ငံသား24ယောက်ပါဝင်တယ်လို့ BGF သတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။ မတ်လ10ရက်နဲ့17ရက်အတွင်းမြောက်ရီမြို့နယ်တွေကလောင်ကစားယုံနေတဲ့ရွှေကုတ်ကိုမျိုးရင်းငွေလိမ်လုပ်ငန်းနေရာတွေကနေအိန္ဒိယနိုင်ငံသားစုစုပေါင်း949ယောက်ကို BGF ကလွှဲပြောင်းပေးခဲ့တာပါတလအတွင်းမှာတရုတ်အင်ဒိုနီးရှားမလေးရှားနဲ့အိန္ဒိယနိုင်ငံသားစုစုပေါင်း3000ဝန်းကျင်ကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီပြန်ပို့ထားပြီးဖြစ်ကြောင်း BGF ကိုကြေရုံသတင်းရင်းမြစ်ကပြောပါတယ် ထိုင်းမြန်မာနယ်စပ်ကြားဖြတ်လုပ်ငန်းတွေကနေတက်ဆိုင်ရာနိုင်ငံတွေစီပြန်ပို့ဖို့ BGF အဖွဲ့ကထိမ့်သိမ်းထားတဲ့နိုင်ငံသားသား8000ကျော်ရှိပြီးအများဆုံးကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေတာကြောင့်ဒေသခံတွေတတိထားနေထိုင်ဖို့နဲ့နယ်စပ်ဒေသတွေကိုမသွားကြဖို့မဲဟောင်းဆောင်ခရိုင်မှူးကတတိပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံမဲဟောင်ဆောင်ခရိုင်တဲကကော်ဘီဆိုက်ခင်းတစ်ခုတည်းကိုမြန်မာနိုင်ငံဘက်ကပြစ်လိုက်တဲ့120မမ မော်တာကြီးကြောက်ရောက်ခဲ့တာကိုမတ်လ17ရက်နေ့ကဒေသခံတွေရှာတွေ့ခဲ့ပြီးတဲ့နောက်မှာသတိပေးတာဖြစ်ကြောင်းထိုင်းသတင်းတစ်ပုဒ်ကဖော်ပြပါရတယ်။အဲ့ဒီလက်နက်ကြီးကြီးကိုမဲဟောင်ဆောင်ခရိုင်တာဝန်ရှိသူနဲ့ထိုင်းအစိုးရအာဏာပိုင်တွေကတွားရောက်စစ်ဆေးခဲ့ပြီးဘယ်ဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးဆိုတာကိုတော့သတင်းမှမဖော်ပြပါဘူးရှင်။ ဒီနေ့မနက်ခင်းသတင်းလေးကိုတင်ပြခဲ့တာပါ RFA ရဲ့အစီအစဉ်တွေကို RFA Barmis Facebook page, YouTube, Instagram, Telegram နဲ့ RFA website ဆံမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။အားလုံးပဲတာရတဲ့နေ့လေးဖြစ်ပါစေ။ကျမသီရိမင်းစင်ပါရှင်။